ရှမ်းစော်ဘွားတွေရမှာဒီမီဒီယာကိုသူတို့ကတနစ်ကိုတစ်ခေါက်ဒါမှမဟုတ်တနစ်ကိုနှစ်ခေါက်ဆိုပြီးသူတို့ကမှလာပြီးတော့ကြော့ကြတယ်ဒါပြီးကြော့တဲ့အချိန်မှာသူတို့ဒီရှမ်းစော်ဘွားတွေအနေနဲ့သူတို့အနေနဲ့ဘယင်ကိုတခါတည်းဒီ တောင်ပိုင်းတစ်ဖက်ပေါ့နော်တခါလေးယူပြီးရောလာပြီးရောကြတော့ကြလေးရှိဒါရှမ်းစော်ပွားတာဒါဒါရှမ်းစော်ပွားဩဆိုတော့ဒီဘရင်အတော့ကကြတော့ကျွန်တော်ဒီတောင်ပိုင်းတစ်ဖက်တွေကိုကျွန်တော်ဒီလိုမျိုးခြံဝင်းနဲ့အဆောင်နေတဲ့အကာရင်နဲ့တေးချာချာစိုက်ပြရတာရှိတယ်မင်းတရားကြီးဒီလက်ဖက်ကြီးတောက်ဖို့အတွက်ရှင်ရင်းတည်ရဲ့အခြေကိုလည်းကျွန်တော်ဒီတောင်ဝရေထွက်လို့ခေါ်ရပါတော့သူကဒီတောင်ပေါ်အခြေကိုပဲသူတို့အဲလိုမျိုးခြံခတ်ပြီးတော့တေးချာချာလေးဟောဆောင်ဖို့ဖြစ်ကြီးဖြစ်ကြီးတောက်လေးလာမှာနော်အဲ့တော့သူတို့ကမဒီမင်းနေပြီးတော့ပြန်တည်လာတဲ့အချိန်မှာကျွန်တော်လက်ဖက်၆တွေကိုကျွန်တော်ဒီလိုဝါချင်းနဲ့တည်တယ်ကျွန်တော်ဒီလက်ဖက်အဆို ိုးတွေကျွန်တော်ဒီရေတွေကိုကျွန်တော်ဒီလိုဝါးကြည့်တောင်းနေတယ်။အော်ဒါလက်ဖက်အဆို ဒီကောင်ကလက်ဖက်ဆိုဒီကောင်ကလက်ဖက်6လေဆိုတော့အဲ့လိုမျိုးတည်တဲ့အချိန်မှာကျွန်တော်ဒီဝါချင်းတို့ဝါကြည့်တောက်တို့ကျွန်တော်တို့အဲ့လိုရွှေကွတ်တယ်အနားလေးမှာရွှေလေးစီးတယ်ပေါ့အဲ့လိုစီးပြီးတော့ဒီမင်းတရားကြီးစီးတော့တို့ရောမတည်မင်းနေပြီးတော့တည်လာကြတယ်တည်လာကြတဲ့အချိန်မှာသူတချို့တဝက်ကတော့ကျွန်တော်တို့ဒီစပိုးဆောင်ကိုလက်ဖက်တည်းရရောက်တယ်တချို့တဝက်ကကျတော့ဒီမင်းတရားမှာရှိရတဲ့အပြူတော့ပေါ့နော်ဒီလက်ဖက်နဲ့တဲ့အပြူတော့တီးနှံ့ရှိတယ်ဆိုတော့တို့စီကိုရောက်တယ်တို့တို့တို့ရဲ့တောင်ဝင်ကကျတော့တို့ကဒီတိုင်းပဲလက်ဖက်နှက်ပြီးတော့ဒီမင်းတရားကိုဆက်သားအောင်နောက်တစ်ခုကကျတော့ဒီမင်းတရားရဲ့နောက်မှာကျွန်တော်ဒီ လက်ဖက်ရော်သားလို့ခေါ်တယ်လက်ဖက်ရော်သားတွေကကျတော့ဒီမင်းတိုင်းသွားတဲ့အနောက်ကိုသူတို့ကဒီလက်ဖက်အုပ်တို့ကုံအုပ်တို့လက်ဖက်ရော်အုပ်တို့အဲ့လိုမျိုးတည်သွားပြီးသူတို့အနောက်ပိုင်းလိုက်ရဆိုတော့မင်းတိုင်းကြီးဒီအာလူလူပေါ့နော်သူတို့ကအမှဒီလိုဖြည့်စည်းပေးရတယ်ဆိုတော့ဒီမင်းတိုင်းအရန်ယုံကြည်ပြီးတော့အာကိုအားထားရတဲ့ဒီလက်ဖက်ရော်သားတွေလည်းခေါ်တယ်တနည်းအားဖြင့်အဲ့ဒီတည်းမှာဆိုကျွန်တော်ဒီရှမ်းစော်ဝါရဲ့သားတွေလည်းပါတယ်လို့ကျွန်တော်သိရတယ်ဆိုတော့ကျွန်တော်ဆပ်ဘူဆောင်ရောက်တဲ့တချို့တော့ဘက်တွေကကျွန်တော်ဒီအပြူတော်တွေဒီလက်ဖက်နဲ့တွေစီကိုရောက်တယ်ရောက်တဲ့အချိန်မှာဒီမင်းတိုင်းကြီးသူလက်ဖက်ပွဲတော်တယ်လို့ဆိုရင် ူကကျတော့ဒီဖန်မောင်းကြောင်ပုံတန်းပေါ့နော်အဲ့လိုပုံမတန်းအဲ့ဒီဆုံးအုပ်ထဲမှာကျွန်တော်တို့အုပ်ထဲမှာပေါ့နော်သူတို့ထည့်ပြီးတော့လက်ဖက်ကိုထည့်လိမ့်ရှင်ဒါပေမဲ့အဲ့လက်ဖက်ကိုထည့်ပြီးတော့စားတဲ့အချိန်ကျသူကရွှေခွက်ငွေခွက်လုံးဝတော်လို့ပြောသူကကြွေခွက်တီးနိုင်မတော့ဆိုတော့ရွှေခွက်ငွေခွက်တုံးလိုက်လို့ဆိုရင်လက်ဖက်ကအဲ့လိုမျိုးပြတ်တတ်တာတော့အဲ့လိုမျိုးဖြစ်တာဖြစ်နေတယ်သူကအဲ့ဒီမှာရွှေခွက်ငွေခွက်လုံးဝမတော်ဘူးဒီအဖြူလေးတုံးမဲ့နဲ့ဒီအဖြူလေးကဒါကြွေခွက်လေးအဲ့လိုပုံမျိုးလေးသွားတယ်ဒါပေမဲ့ဒီလက်ဖက်နဲ့ဘေးနားမှာတွဲဖက်ပြီးတော့တုံးဆောင်မှုနဲ့အစာပလာတွေကြတော့ကျွန်တော်ဒီဘေးနားမှာအဲ့လိုမျိုးလေးခင်းထားတော့ဆိုတော့ဒါ chance of ့ဘွာဒါမင်းတယောက်လာပြီးတော့ကတော်တယ်ဆိုရင်ပြန်ပြီးပြတာလေဆိုတော့အရှိမဆိုကျွန်တော်ဒီမှာကွန်ရင်တို့ရှိမယ်လက်ဖက်အုပ်တို့ပြန်ပြီးရရှိမယ်ဟုတ်ဆိုတော့ဒါကြီးကဒီ process တစ်ခုလုံးပေါ့နော်ဒီ chance of why မော်ဒီ မင်းတရအတွက်လက်ဖက်တွေပြန်လာဆက်တာပြီးကတော့တယ်ဆိုရယ် process တကုန်တော့ကျွန်တော်ပြန်ပြီးတော့အာဘတ်ဂျီကဆွဲတော့နောက်တစ်ခုကကျတော့ဒီတောင်ဝိုင်းရေထွက်ပါလို့အရေကိုတုံးလဲဆိုတော့ကျွန်တော်တို့ဒီတောင်ပေါ်ကထွက်တဲ့တောင်ပေါ်မှာရှိတဲ့ရှင်နဲ့ကျွန်တော်မြေလက်ဒေသမှာရှိတဲ့ရှင်နဲ့ကမတူမတူတော့ဒီဘယ်လိုပြောမလဲကျွန်တော်ဆိုဒီ champy တွေပါရေးတွေပါရေးသွားလဲဆိုကျွန်တော်ဟိုဘက်မှာအရသာတောက်ရင်ယူရှင်လေးချင်အရသာတမျိုးတကယ်တော့အဲ့ဒါကိုကြိုက်လို့ရန်ကုန်ပြန်ဝင်လာစေရန်ကုန်အရသာမတူတော့ဆိုတော့အဓိကအမြင်ရေချောင်းပေါ့နော်ရေချောင်းဖြစ်တယ်ဖြစ်တယ်အတွက်သူတို့ကဒီလိုဝါကြည့်တောင်းနေနဲ့ပြန်ပြီးတော့ ပြန်ပြီးတော့တည်လာပြီးတော့ချက်လာပေါ့ဆိုနန်းစီလက်ဖက်တော့သူတို့ကနှတ်တဲ့နန်းစီကိုသူတို့ဒီ ုတ်ကိုပင်တပင်နဲ့ရတဲ့စုံတစ်ခုကိုလုပ်လိုက်တယ်ပေါ့နော်ဒီရောအပိုင်းခွဲတော့ပေါ့ကုတ်ကိုပင်တစ်ခုလုံးတပင်နဲ့တပင်နဲ့ကိုပဲသူတို့စုံလုပ်ပြီးအဲ့ဒီထဲမှာထည့်ပြီးတော့ထောင်းတယ်ပေါ့အဲ့ဒီကနှမ်းကိုထည့်ပြီးတော့ထောင်းတယ်ပေါ့အဲ့ဒီကထွက်တဲ့နှမ်းစီနဲ့ကျွန်တော်တို့လက်ဖက်ကိုပြန်ပြီးတော့နှမ်းနှမ်းမရှိတဲ့ဟာကတော့သူတို့အရင်ခက်တော့ဒီလက်ဖက်လက်ဆောင်ပေးရလက်ဖက်အုပ်ပြီးလက်ဆောင်ပေးရဆိုတဲ့ဟာလေးကိုပြန်ပြီးတော့ထည့်ထားပေးတာလက်ဆောင်ပေးဒီကငါးဖက်နာကြတော့ဒါငါးဖက်နဲ့တလေးကိုပြန်ပြီးတော့ပြရတယ်အရင်တော့ကျတော့ကျွန်တော်ဒီဒီနှမ်းတွေပေါ့နော်ယတနာပုံလို့ပဲတုံးတုံးပြလိုက်မှာဆိုတော့ तू ကဘေးပတ်ပတ်လင်းမှာကျွန်တော်ဒီမြင့်တင်နေ ကာရင်နေနေရမှာပဲဟိုစောက်နေပေါ့တဲ့ပေါ့ဆိုတော့အားကြောင့်ဒီမှာငါဖက်နဲ့တက်လီလေးကိုပါကျွန်တော်ပြန်ပြီးထည့်ပြတာဟုတ်အမှန်အတာပေါ့ဗျအခုစားမှာဘူးတော့ဟုတ်ရှင်ပေါ့ဒါကြတော့ ဟာကကျွန်တော်ပြင်စားတက်တကခေါ်တဲ့နန်းသုံးလက်ဖက်အုပ်ပေါ့နော်သူကအထဲမှာကျွန်တော်15မျိုးပါတယ်15မျိုးပါရင်ဟာမှာကျွန်တော်တို့အရင်တော့ကျွန်တော်နန်းနှင်းထဲမှာဆိုလက်ဖက်ကတုတ်စားတယ်ဆိုတော့ကျွန်တော်ဒီနောက်ပိုင်းမှာဖြစ်လာတယ်အရင်တော့ကျွန်တော်ဒီနန်းနှင်းထဲမှာဆိုကျွန်တော်လက်ဖက်ကလိုမျိုးတစ်မျိုးချင်းစီအမျိုးအနေနဲ့အကုန်လုံးပြန်တွဲပြီးတော့ကျွန်တော်အချိုတွေလည်းပါမယ်ကျွန်တော်တို့ဒီအငံတွေလည်းပါမယ်ဟုတ်အဲ့ဒီဟိုအချင်းတွေလည်းပါမှာပေါ့အဲ့လိုပုံစံမျိုးနဲ့တွဲပြီးစားကြတယ်ကျွန်တော်ဒီနောက်ပိုင်းမှာဒါဒီလက်ဖက်ကိုတုတ်စားကြတယ်နောက်ပြီးတော့ကျွန်တော်ချင်းဆက်စားဖြစ်လာဒါပေမဲ့တကယ်တမ်းအရင်နန်းနှင်းထဲမှာစားကြလုံးဝတက်တက်စီ बि अञो बि side. ပွဲတော်တည်တဲ့အချိန်မှာလည်းဒီမင်းတရားကိုတစ်ဖက်ဆက်လို့ဆိုတော့တစ်ဖက်အညွန့်လေးကိုပဲဒီနှမ်းစီနဲ့စိန်ထားတဲ့တစ်ဖက်ကိုပဲသူကဆက်ချတာ။ဒါဆိုလားတစ်ဖက်အညွန့်မျိုးပေါ့။အညွန့်လေးအညွန့်လေးတွေပဲသူကဆက်ချတာမျိုးရှိတယ်။ဒီမှာဖတ်တာပလောင်ဒေတာလာတယ်ဆိုရင်ဟုတ်တယ်ဟုတ်တယ်။အဲအဲ့လိုပုံစံမျိုးအဲ့အညွန့်လေးတွေပဲဆက်ထားချင်ရှိတယ်။ဆိုတော့ကျွန်တော်ဒီမှာဆိုရင်15မျိုးကကျွန်တော်တို့ကျွန်တော်တို့အာဒီဘက်ကပဲစပြီးရှင်းလိုက်မယ်ဆိုတော့ကျွန်တော်ဒါကအကျော်ဆုံးစီကူထိုးပေါ့နော်။ဆိုတော့အထက်မှာကျွန်တော်ဒီမြေပဲရောအုံဒီကျော်ရောနောက်ပြီးကျွန်တော်ဒီနှမ်းတွေရောအဲ့ဒီကောင်တွေကိုကျွန်တော်တို့အုံစီနဲ့ဒီဒေဝုံမှာအမှုပေးပြီးတော့ကျွန်တော်အစီအမှုပြန်ထိုးပြရဲဆိုတော့ တော့သူကအုံးချင်လဲတင်းတင်းလေးနဲ့အုံးချင်ကျော်ရှိမယ်။အော်ဒီကောင်ကကျတော့ကျွန်တော်တို့ဟိုပါပေါ့။ညီပဲလား။ဟိုလွန်ဆန်စားပြန်ပြီးသုံးလာပြီ။ဟိုကငါးပေါက်စီ။အရင်တော့ကျတော့သူတို့လွန်ဆန်ကိုသုံးတယ်။ဒီမှာကျတော့ကျွန်တော်တို့အဲလွန်ဆန်နည်းနည်းလေးရှာဖွေရတာခက်တယ်ဆိုတော့ကျွန်တော်ငါးပေါက်စီပြန်သုံးလာတယ်။အဲပြီးမှနောက်တစ်ခါကျတော့ twin boat ပေါင်းရှိမယ်။အချင်းပိုးလို့ရှိမယ်။ဟုတ်ပြီကျွန်တော်တို့ပစောချင်းကိုပပပလေးလေလား။ အပြီးမှကျွန်တော်တို့ဒီဘက်မှာငန်း6နှမျိုးပေါ့ကျွန်တော်ငရဲ6နဲ့ငပုံး6နဲ့နှမျိုးနဲ့ပြီးတော့သုံးဆောင်အပြီးမြေပဲယူရှိမယ်ဒါလည်းကျွန်တော်ချက်တူမျိုးဘိုဒီကျော်ဒီချက်တူမျိုးဘိုဒီအပြီးကစုံကျော်ရှိဩဒါဂျင်းဘိုဒီဒါချက်တူမျိုးဘိုဒီဆိုတော့ကျွန်တော်တို့ဒီခဲငင်တီတို့မြေစည်းစိမ်းတို့ကတော့တို့ဟိုဒီနန်းနဲ့နဲ့မှာတော့တို့ original အရာတော့ပါလေလို့တော့ကျွန်တော်မတွေ့ဘူးဒါပေမဲ့ဒါကကျွန်တော်ခင်းနဲ့ညီအောင်လို့ဆိုပြီးကျွန်တော်ဒီခဲငင်တီတို့မြေစည်းစိမ်းကိုပြန်ပြီးထည့်လာပြီးရင်နောက်တစ်ခုကကျွန်တော်ဒီ ထောင်းနိုင်ဟာလေကျွန်တော်အရင်နန်းနေနေမှာမရှိဘူး။တရားကြတော့ကျွန်တော်ဒါနောက်ပိုင်းမှာကျွန်တော်ဖြည့်ဆွတ်ပြီးတော့ပြန်ထည့်နေတာ။အဆောင်မယ်ဆိုတော့ကျွန်တော်ဒီမိဘေးယူနေနေတော့အရင်တော့စားကြည့်စီတယ်။ဘာလို့တော့တုံတုံကကျွန်တော်တို့ကဒီလက်ဖက်ကိုစားလိုက်ပြီဆိုတော့ကျွန်တော်တို့အငံပုံနဲ့မစားရများခြေသက်ပုံနဲ့စားရများဒီလိုအချိုနဲ့လိုက်တယ်ဆိုတော့ကျွန်တော်တို့တခါမှမတိထားဘူးဖြစ်တဲ့အတွက်ဒီကောင်လေးနဲ့တွဲစားလို့လည်းလိုက်တယ်ပုံပြီးတော့ကောင်းတယ်ဆိုတဲ့ဟာလေးပြသကြတယ်ကျွန်တော်အချိုနဲ့မျိုးနဲ့အဲ့ဒါတော့အနမ်းမြင့်မှလည်းလူမြေဘေးယူနေတွဲစားဟုတ်တယ် lập hạn ảnh nhiều và tim Lisa lại ông dành cho Lisa lại ဘာ texture လည်းမတူအနံ့လည်းမတူအရသာလည်းမတူတမျိုးချင်းပေါ့ရမလည်းဖလေးတက်စားလိုက်ခလေးကကျတော့မျိုးပိုတီအဲ့ဒီမှာဂျင်ဘိုဒီလေးနည်းနည်းစားလိုက် ရခက်ကကြတော့ဟိုထောင်းစားတော့မရှိသေးဘူးသူကလူမျိုးအရွက်လေးနဲ့ထိုးချင်ကန်ဆက်အလိုရတာအစုံနဲ့ဟိုဝါစတီးရစားလေးဝါစတီးရစားတယ်အဲ့လိုလေးစားပြင်ရင်ရွေးချမ်းလေးနဲ့သူရဲ့ snacking time ပေါ့နော်ဟိုဘယင်းကြီးတော့မှမင်းတရားကြီးတော့မှအပြင်ပိုင်းသွားတဲ့ခါမှာနောက်ကဒီလက်ဖက်အုပ်ဟိုအမြဲတမ်းတဲပေးရတဲ့အလူတွေရှိရအောင်နော်ဆိုတော့ဒါ nandrin snack လိုမျိုးဖြစ်ညဆိုတော့ဒီလိုမျိုးလက်ဖက်ကိုဒီနော်ကဒီမြမရိုးရ စားစားတွေမှာပေါ့နော်နန်တွင်စားစားတွေမှာပါပါတယ်ဆိုတော့ဒါဂုံယူသွားနဲ့စားပြအဲတော့မှကဘာမှာမြန်မာလက်ဖက်ဆိုတာကိုသိတော့ dessert အနေနဲ့ကတော့ကျွန်တော်ဒါမုတ်စီကျော်ပေါ့နော်ကျွန်တော်တနည်းအားဖြင့်မုတ်ပြီမုတ်လီလို့ခေါ်တယ်။အရင်တော့ကကျတော့ကျွန်တော်ဒီနန်းတွင်းထဲမှာဆိုရင်ကျွန်တော်ဒီပရင်နေနေနဲ့ကျွန်တော်ဇီရောနဲ့ရင်မိမကီဝီနဲ့ရင်အဲ့လိုနက်တွေကိုကတော့လေးရှိတယ်။အဲ့ဒီအတိုင်းပဲကျွန်တော်တို့ဒီနန်းတော်ရဲ့အပြင်မှာကျတော့ဒီရိုးရိုးတိုင်းပြည်သားတွေကပေါ့နော်သူတို့ကကျတော့ဒီပုံမှန်ရှိရင် ပြည်မဆိုတဲ့နောက်ကိုတို့ရောကတော့လေးစားစာတွေကိုစားမယ်ဆိုလို့ရှိရင်ခုလိုမျိုးတော်ဝင်နန်းတွင်းစားစာတွေကိုစားခြင်းနဲ့ဒီတော်ဝင်နန်းတွင်းစားစာနဲ့ပတ်သက်ပြီးတော့ပို့ပြီးတော့တည်ခြင်းနဲ့ဆိုလို့ရှိရင်ကျွတ်တင်တရက် reserve လုပ်ပြီးတော့မှလာစားမှာပေါ့နော်ဆိုတော့ဒီဆိုင်လေးကဘာမှလဲဆိုရှင်ကဖေးတန်လဲကဖေးတန်လေးကဘာမှလဲဆိုရင်မင်းတို့မြင်းဒီကုန်းဒီ strategy fast နဲ့မျက်နှာချင်းဆိုင်ပါဆိုတော့အပေါ်မှာအရင်ကဘားနေရာလေးလေအဲ့တော့အဲ့ဘားမှာပဲအဲ့တော့ဒီဒီမှာတစ်ခုဖြစ် တခုဖြစ်တာじゃပါလဲဆိုတော့ဒီဘက်ချမ်းမှာကြောင်မင်းတို့မြန်မာလူလေးပြင်ထားပါတော့။ဟိုဘက်ချမ်းမှာကြောင်ဘားပြက်။အဲ့တော့ဘားနဲ့တခြား atmosphere နှစ်ခုကွဲနေအောင်အဖက်မှာဆိုတခြင်းကဒီ deep house ချင်းနေပွင့်ထားတယ်။ဆိုတော့ဒီဘက်မှာဆိုမင်းမဖြစ်ချင်တာကတော့အဲ့လိုမျိုးမြန်မာတခြင်းလေးနဲ့ရှေး house တခြင်းလေးနဲ့ဒီမြန်မာ vibe ကိုအဓိကသွားစေချင်တာပါတော့။ဒါမဲ့လေဒီ founder အကိုနဲ့အကိုမင်းစကားပြောပြီးသွားရင် तू ကပတ်စံရရဖို့တက်ဒီလိုမျိုးဖန်တီးရမှာမဟုတ် तू ကတကယ်မြန်မာနန်းတွင်းဒီရင်ကျေးမှုကို မပြောက်ပြတ်သွားအောင်ပေါ့နော်ဆိုတော့ပြန်ထိန်းတဲ့အနေနဲ့သူကတေချာပြုစုပြီးတော့သူကိုယ်တိုင်တေချာပြင်ဆင်ထားဆိုတော့မင်းမင်းတို့ဖူဘလော့ဂါအနေနဲ့လည်းဒါအခါချင်းငွေယူပြီးတော့ကြော်ညာပေးတာမဟုတ်ဘူးကိုယ့်ရဲ့မြန်မာနန်းတွင်ဒီအစားအစာကိုကဘာတိအောင်နော်ကိုရီရှစ်ခက်ကဘေးရင်တွေကလည်းပြီးရောမက်ဂျစတီကားတွေကလိုမျိုးပဲအရင်အသေးစိတ်တေချာအနုစိတ်ပြုပြင်ထားတာတေချာဂယူးဆိုင်ထားတဲ့ဆိုတဲ့ဟာတွေကိုကဘာတိစေခြင်းနဲ့အဲ့တော့ဂုံယူသွားတဲ့ညီမအစားအစာကိုစားပြပါလာစားပါ 我都接受得